ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ရဲမှာကျင်းပပြုလုပ်တဲ့ဘွဲမျိုးမျိုးအခမ်းအနားမျိုးတွေကိုပရိသတ်များဘူးတတရရှိအောင်ရိုက်ကူးတင်ဆက်တောင်းလေးပေးနေတဲ့ရန်ကုန်မြင်ကွင်းရဲ့စီစဉ်ကနေပြီးတော့ဒီကနေ့တင်ဆက်ပေးတော့မှာကတော့ရန်ကုန်မြို့ Novotel Hotel မှာကျင်းပပြုလုပ်တဲ့ American Education and Scholarship Event ဘွဲအခမ်းအနားပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့ဘွဲအခမ်းအနားမှာဆိုရင်လေနိုင်ငံတကာမှာပညာသင်ကြားလိုတဲ့ကျောင်းသားများနဲ့ကျောင်းသားမိဘများအထက်မြန်မာနိုင်ငံရှိ MSI ကုမ္ပဏီနဲ့ထိုင်းနိုင်ငံရှိ American တက္ကသိုလ် Western University တို့ပူးပေါင်းပြုလုပ်တဲ့ဘွဲအခမ်းအနားဖြစ်တဲ့ပရိသတ်များဆက်လက်ကြည့်ရှုခန်းစားပေးကြပါအောင်ခင်ဗျာ ပရိသတ်များကိုအခုရိုက်ကူးတင်ဆက်ပေးနေတာကတော့ရန်ကုန်မြို့ Novotel Hotel မှာကျင်းပပြုလုပ်တဲ့မြန်မာနိုင်ငံမှာ MSI Education Committee Limited နဲ့ထိုင်းနိုင်ငံရှိ American တက္ကသိုလ် Western University တို့ပူးပေါင်းကျင်းပတဲ့ American Education and Scholarship Event ပွဲပဲဖြစ်ပါတယ်ခင်ဗျာ။ ဏ္ဍကိုတော့ Western တက္ကသိုလ်နဲ့ MSN Education မှာတာဝန်ရှိပုဂ္ဂိုလ်များနိုင်ငံတကာပညာသင်ကြားရေးလမ်းကြောင်းကိုစိတ်ပါဝင်စားတဲ့ကျောင်းသားကျောင်းသူများနဲ့ပြီးပါများဖိတ်ကြားထားသောဧည့်သည်တော်များနဲ့သတင်းမီဒီယာများတက်ရောက်ခဲ့ကြပါမယ်။အမရေမင်္ဂလာပါမင်္ဂလာပါရှင်အမရေအမရေနာမည်နဲ့အမရေဒီကနေ့ပွဲအခမ်းအနားနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါအောင်ခင်ဗျာ ဟုတ်ကဲ့မရဲ့နာမည်ကတော့စုစုလိုက်ပါမယူထားတဲ့တာဝန်က Managing Director ပါဒီနေ့ပွဲလေးကြောင်းဝကြတော့ Myanmar Search International MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုနဲ့အာ American တက္ကသိုလ် Webster University ရဲ့တခုလေးတော့အရှိတောင်အရှာကျောင်းခွဲဖြစ်တဲ့ထိုင်းနိုင်ငံမှာလာဖွင့်ထားတဲ့ Thailand Campus နဲ့မလို့ပူးပေါင်းပြီးတော့ပညာမြန်မာနိုင်ငံမှာရှိတဲ့ကျောင်းသားလူငယ်တွေကိုပညာသင်ဆုတွေပညာသင်ထောက်ပံ့ခြင်းတွေဟိုလာရောက်ပေးအပ်တဲ့စွန့်နေပွဲလေးပါဟုတ်ကဲ့ ုတ်ကဲ့ပါအမားတို့ကုမ္ပဏီအနေနဲ့လည်းဒီနိုင်ငံတကာမှာပညာသင်ကြားလိုတဲ့ကျောင်းသားများအတွက်ဘယ်လိုဝန်ဆောင်မှုတွေဘယ်လိုအစီအစဉ်တွေများပညာသင်ကြားဖို့အတွက်လက်ခံပေးနေလဲဆိုတာကိုလည်းပြောပြပေးပါအောင်ခင်ဗျဟုတ်ကဲ့ဒီနေ့အမားတို့ဒီဝန်ဆောင်မှုကကြတော့အများရန် Webster University နဲ့အမားတို့ MS Science ဆိုတာကလက်တွဲခဲ့တာ၈နှစ်ကျော်ပြီ၈နှစ်ကျော်ပြီအမားတို့ကုမ္ပဏီတက်တန်းကကြတော့၉နှစ်၉နှစ်ကျော်ပြီဆိုတော့အမားတို့ကုမ္ပဏီတက်တန်းနှီးပါ Webster နဲ့အမားတို့ပူးပေါင်းခဲ့တာပေါ့နော်ပူးပေါင်းခဲ့တာဆိုတော့ဒီအကြောင်း နဲ့အမားတို့ MSI ဟာပြောရလို့ရှိရင်တော့တကယ်ကိုအဓိကအဓိက partnership တွေလေးဖြစ်နေပြီပေါ့အဲ့တော့အဲ့ဒီမှာចောင်းသားလေးတွေနဲ့မိဘတွေအတွက်ကိုအမားတို့ဘက်ကဘယ်လိုစီစဉ်ပေးရမလဲဆိုပြီးတော့အမြဲတမ်းနှစ်ဆင်စဉ်းစားခဲ့တယ်ဥတောင်းစဉ် 14th August လောက်ကနေစပြီးအခုအချိန်ထိပေါ့အမားတို့ဒီမြန်မာနိုင်ငံမှာရှိတဲ့ထူးဆောင်ចောင်းသားလေးတွေကိုပညာသင်စုတွေပညာသင်ထောက်ပံ့ကြေးတွေပေးမယ်ဆိုတဲ့အစီအစဉ်ကိုအမားတို့ MSI နဲ့ပူးတွဲပြီးတော့စလိုက်တာပေါ့ ဟုတ်ကဲ့ပါအမားတို့ကုမ္ပဏီနေလည်းနိုင်ငံတကာမှာပညာသင်ကြားလို့လည်းចောင်းသားများအတွက်ဘလို့အရေးချင်းသက်မှတ်ချက်တွေနဲ့များလက်ခံပေးနေလဲဆိုတာကိုလည်းပြောပြပေးပါအောင်ခင်ဗျအဲ Webster University ရဲ့ဝင်ငွေသက်မှတ်ချက်ကမြန်မာနိုင်ငံမှာရှိတဲ့စရန်အောင်ပြီးသားចောင်းသားမဆိုဝင်ရောက်ပြီးရှောက်ထားပိုင်ဝင်ရှိပါတယ်ရှောက်ထားလို့ရပါတယ် IGCSE GCE A level အာ GCE O level ABE from England ပေါ့နော် England now HND from England အစရှိတဲ့ဒီ ပုတ်ကလီကတင်တန်းကျောင်းတွေမှာတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေလည်းအားလုံးလည်းလာရောက်ပြီးတော့လျှောက်ထားလို့ရပါတယ်။အဲ့တော့ minimum ဝင်ခွင့်သတ်မှတ်ချက်ကအနည်းဆုံးဝင်ခွင့်ဝင်ခွင့်သတ်မှတ်ချက်ကကြတော့ဆယ်တန်းအောင်မြင်ပြီးသားဖြစ်မယ်ဆိုလို့ရှိရင်တော့မြို့သူမျိုးစုလာရောက်ပြီးတော့လျှောက်ထားလို့ရပါတယ်။နောက်တစ်ခုကကြတော့အင်္ဂလိပ်စာအရေးချင်းသတ်မှတ်ချက်အဲ့ဒါက undergraduate အတွက်ဆိုလို့ရှိရင် IELTS က6.0 TOEFL ဆိုရင်950 graduate အတွက်ဆိုရင် IELTS က 6.5 TOEFL ဆိုလို့ရှိရင်995လိုအပ်ပါတယ်။ဆိုတော့အဲ့နှစ်ခုရှိထားပြီးပြီပညာရေးဆိုင်ရာစာရွက်စာတမ်းအထောက်အထားအာအွန်လက်မှန်အမှတ်စရင်းတွေနဲ့မိမိရှိမှရှိထားတဲ့ additional ပေါ့ additional other အာ certificate တွေအားလုံးရှိထားတယ်ဆိုလို့ရှိရင်မတို့ MSI မှာလာရောက်ပြီးတော့ပညာသင်စုတွေကိုစောက်ထားလို့ရပါပြီ ရှောက်ထားလို့ရမယ့်ဒီအခုလက်ရှိဒီပွဲလေးကိုအကြောင်းပြုပြီးတော့ပညာသင်စုပညာသင်ထောက်ခံခြေပေးတာကကြတော့2016 August intake အတွက်ကိုရည်ရွယ်ပြီးတော့ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုချိန်ထဲကနေစပြီးတော့အမတို့ MSI မှာလာရောက်ပြီးရှောက်ထားလို့ရပါပြီ။ဟုတ်ကဲ့ပါအမတို့ company မှာဒီပညာသင်ကြားနေတဲ့ကျောင်းသားများအတွက်အလုပ်ကံခွင့်လင်းတဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါဦးခင်ဗျာ။ဒီ American Boy Degree အရေးအသွေးပြည့်မီတဲ့ American Boy Degree Webster ကနေပြီးတော့ရထားတဲ့ ဘွဲ့ဒီရီရထားတဲ့ចောင်းသားလူငယ်တွေမှန်တဲ့ပြအားလုံးဟာအလုတ်ကန်ခွင်လန်းကအားသာချက်ရှိမှာပါသူတို့ဒီចောင်းမှာ၄နှစ်တာကာလပတ်လုံးကစာရေးပဲမဟုတ်ဘူးတခြားဒီចောင်းသားတွေရဲ့လူနေမှုဘဝနေထိုင်မှုဘဝအခက်အခဲတွေရှိရဲဆိုလို့ရှိရင်လေကိုယ့်ဘာသာကိုဘလို့နည်းနဲ့ကြော်ဖြတ်မလဲစာတစ်ဖက်နောက်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းအားလုံးအားလုံးပေါ့နော်ဒါတွေအားလုံးကိုကိုနီးကိုဟန်နဲ့ကိုဘလို့ကြော်ဖြတ်ကြော်ဖြတ်သွားမလဲဒါတွေကလည်းចောင်းတက်နေစဉ်ကာလမှာမဖြစ်မနေ သင်ယူရမယ့်အတွေ့အကြုံတွေပါအခုမောက်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းနိုင်ငံခြားကုမ္ပဏီတွေကလာနေပြီ အဲ့တော့နိုင်ငံခြားဖွဲ့ဒီဂရီရထားတယ်ဆိုလို့ရှိရင်အလုတ်အကန်အခွင့်အလမ်းကတကယ်ကိုအားသာပါတယ်အခုလက်ရှိနိုင်ငံခြားမှာကြောင်းပြီးသွားလို့ဒီပြန်ရောက်လာတဲ့ကလေးတွေအမတို့အမန်ဆိုင်နဲ့ keeping touch အများတန်းရှိပါတယ်အချို့အချို့သောကုမ္ပဏီမှာဆိုလို့ရှိရင်လစာပေးလစာရဲ့နှုံထားပေါ့ payment တွေကမြင့်ပါတယ်9သိန်း10သိန်းအမျိုးမျိုးသောရှိပါတယ်ဆိုတော့ဒါတော့မှ fresh graduate တယောက်အနေနဲ့ဒီလစာတွေကိုရထားတယ်ဆိုလို့ရှိရင်တို့နောက်ပိုင်းတို့ရဲ့ future track ကဒီထက်ပိုပြီးတော့ခန်းစားခွင့်တွေတိုးလာဖို့ပဲရှိတော့တယ်ဆိုတော့ဒီလို minimum နဲ့က လစာပေါ့နော်လစာခန်းစားခွင့်များများနဲ့ရဖို့ရကဒီလိုနိုင်ငံတကာအသိမှတ်ပြုတဲ့ဘွဲ့ဒီဂရီတွေကိုရထားပြီးတော့မှ အောင်မြင်ထားတဲ့ចောင်းသားတွေဆိုလို့ရှိရင်တော့ဒီလိုလုပ်ငန်းခွင့်မှာတော့ထောက်ကူရအများကြီးပြုမှာပါဟုတ်ကဲ့ဟုတ်ကဲ့ပါမရေအခုလိုမျိုးဖြည့်ချပေးရတဲ့ကျွန်တော်တို့ MR တို့မှာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့အမားတို့မြန်မာ Search International နဲ့ Webster University တို့ကလည်း MRTV4 ကိုအစဉ်ကျေးဇူးတင်ပါတယ်ရှင်ခဲနာစတင်ချိန်မှာတော့ MSI မှာ President အုပ်ဖြစ်တဲ့ဦးတင်အောင်စိုးမအဖွင့်အမားစကားပြောကြားပေးခဲ့ပါတယ် အဲဒီနောက်မှာတော့ MSI မှာ Managing Director ဒေါ်စုစုလိုက်မှာ MSI ဖြစ်ပေါ်လာဖို့နဲ့ MSI မှာလှုပ်ဆောင်ခြင်းများနိုင်ငံတကာပညာသင်ကြားရေးလမ်းကြောင်းနဲ့ကျောင်းဝင်ခွင့်အတွက်ပြင်ဆင်မှုများကိုရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ဆက်လက်ပြီးတော့လေထိုင်းနိုင်ငံရှိ American တက္ကသိုလ် Western University မှာတာဝန်ရှိသူတို့ဦးမှာ Western တက္ကသိုလ်နဲ့ Western တက္ကသိုလ်ပညာသင်ကြားမှုအဆင့်ဆင့်ကိုကျောင်းသူကျောင်းသားများသိရှိစေဖို့အတွက်ပြောကြားပေးခဲ့ပါတယ်။ Uh, Webster University was established in 1915, so it makes us a 101 year old campus. Uh, Webster University was first established, uh, which is our main campus in St. Louis, Missouri, and after that, we have uh, nine international campuses worldwide. I'm actually representing from Webster University, Thailand, which was established in 1999 and is actually a seventh international campus. Um, if I have to tell you about American education, American education is one of the world uh, most accepted degree around the world. Uh, once a student gets an American education, uh, they are actually accepted worldwide. Uh, they can go for their further education, uh, either be in their master's uh, for students who are graduated from undergraduate, or for PhD for graduate students. Also, when they go for career, it's always better if they have a degree that is recognized uh, worldwide. Webster University talent at the moment uh, we are actually providing uh, subjects like business administration management marketing international business we also have a lot of uh, uh, you know like uh, subjects like uh, international relations psychology we also have media communications uh, we also provide ESL program now ESL is English as a second language this is for students who do not meet our English language requirement we have a very strict English proficiency requirement. So for students who do not meet our TOEFL and IELTS uh, requirement, they take the ESL class. Uh, now for undergraduate ESL class, uh, the credits are counted towards the undergraduate degree. So they do not have to pay extra tuition or extra time to graduate uh, for, uh, from the program. Another very uh, you know, attractive feature about Webster University is their study abroad program. Now, our student can uh, actually study from one university to another uh, without attention of credit transfer because the credits are already centralized in St. Louis. And the degree actually comes from St. Louis, and even the curriculum that we follow is from our main campus our student can move from one university to another without uh, any hassle. Um, the best uh, way that they can move is actually, I would recommend uh, to go for study abroad. Now, as a study abroad student, uh, they can go to any of the international location but pay the Thailand tuition fees. Now, uh, the good thing about Thailand tuition fees is it's one of the least expensive of all of our international campuses. And because we are in Asia, we are able to give the same quality of education, but is in a much less expensive price ဒီနေ့ကျင်းပတဲ့အခမ်းအနားမှာဆိုရင် MSI Education မှာတာဝန်ရှိပုဂ္ဂိုလ်များနဲ့ Western University မှာဆရာဆရာမများမှာတက်ရောက်လာတဲ့ကျောင်းသားကျောင်းသူများနဲ့မိဘများကိုနိုင်ငံတကာပညာသင်ကြားရေးလမ်းကြောင်းနဲ့ပညာသင်စုများအကြောင်းကိုအသေးစိတ်သိရှိနိုင်စေရန်ရှင်းလင်းပြောပြပေးနေတာကိုလည်းပရိသတ်များမြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ာကျွန်တော်နာမည်ကတော့ပြုံးလက်နိုင်ပါအဲ့မဲ့ဒီပွဲကို Facebook ကနေရင်တွေ့ရပါတော့ Facebook ကနေတွေ့ရဒီမှာလာပြီးတက်လို့ရလားဆိုတော့ရတယ်ဒီမှာအတိအကျမရှိလေကိုလိုချင်တဲ့ဒီဒီချောင်းကိုသိချင်တဲ့လူတွေဆိုလို့ရှိရင်တကယ်ချင်းနေလာတက်လို့ရရဲဆိုလို့တကယ်ချင်းနေလာတက်တာပါ။အော်ပြောရမယ်ဆိုရင်မနေ့ကဒီဟိုပေါ့နော်ဒီ ဒီနိုင်ငံသားအကြောင်းမှာတတ်တယ်မယ်ဆိုလို့ရှိရင်ဘာတွေလိုလဲပြီးရင်သူတို့စီကဘာတွေ facility ထောက်ပံ့ပေးတယ်ပြီးရင်ဘယ်လိုတွေတက်ရမလဲဘာတွေလိုရလဲ visa တွေဘယ်လိုရှောက်အောင်လဲအဲ့ဒါမျိုးဆိုမသိသေးဘူးပေါ့ဒါပေမဲ့ဒီနေ့ဒီမှာလာတက်လိုက်တဲ့အတွက်ကြောင့်မလို့ဒီက managing director လေးတရားရှင်းပြတယ်အဲမဆုပေါ့သူကလည်းတရားရှင်းပြတယ်အဲ့ဒီ Webster University က AMI တယောက်ကလည်းတရားရှင်းပြတယ်တော့ကြောင့်တော်တော်သိပါတယ်ဒါပေမဲ့ဆိုရင်ဟိုကျောင်းရှောက်မယ်ဆိုလို့ရှိရင်တော်တော်ကြီးလွယ်သွားတယ်ပေါ့ဒီလိုမျိုးဂျားရဲကနေမှဟိုဆက်တယ်ပြီး institute ရေးရှေ့ကြောင့်ကျွန်တော်ကျောင်းရှောက်မယ်ဆိုရင်လည်းနောက်ထပ်ကလေးတွေလည်းအများကြီး ပြပါမယ်ဆိုရင်ဟိုလွယ်ကူရပေါ့ဟိုကောင်းပါတယ်ဒီလိုဝင်မိချင်းပါပြန်နောက်လည်းအများကြီးဆက်ပြီးချင်းပါပြန်ကောင်းပါတယ် MSI Education Company Limited ကလည်းနိုင်ငံတကာမှာပညာဆက်လက်သင်ကြားလိုတဲ့ကျောင်းသားကျောင်းသူများအတွက် တက္ကသိုလ်ရွေးချယ်ခွင့်နဲ့ဘာသာရပ်ကိန်းလွယ်ခွင့်များနိုင်ငံတကာပညာသင်ဆုများဖြင့်အပြည်ပြည်ဆိုင်ရာကျောင်းများတွင်အဆင့်မြင့်ပညာရပ်များသင်ကြားခွင့်ရရှိအောင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းကောင်းပါအရင်ကျွန်တော်တို့ရဲ့ရန်ကုန်မြို့ကြီးအစီအစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာပရိသတ်များစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။